အားလုံးပဲမင်္ဂလာပါခုနေ့လာရမယ့်ဒီခန်းစာကတော့ page border စာမျက်နှာပေါင်းကိုပထမစာမျက်နှာတရက်ထဲမှာပဲပေါ့နော်ခဏီးပဲဖြစ်ပါတယ်အခုကျမတို့အခုဒီ page border ကိုပေါ့နော်ကျမတို့ကအာခတ်တယ်ပေါ့နော်နောက်ထပ်ပေါ့နော်စာရွက်တရက်ခေါ်လိုက်မယ်ဆိုပါဆို အာ fish break ကိုနေလိုက်မယ်ဆိုရင်နောက်ထပ်ဆိုင်ရက်မှာလည်းပါနေပါတော့ fish break ကိုပြန်နေလာတော့နောက်ထပ်ဆိုင်မှာပဲလည်းပါနေပါတော့သူကဆိုင်ရက်တိုင်းမှာပါနေပါတော့ဆိုင်ရက်တိုင်းမှာပါနေဆိုတော့ကျမတို့ကဒီဆိုင်ရက်တစ်မျက်နာပါပဲကျမတို့ကခတ်ချင်တာပါဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲကျမတို့ကပေါ့နော်ဒီ design ကိုတွားပါမယ် design မှာ အဖိချ်ဘော်ဒါကိုတွားမယ်ဗောနော်ဖိချ်ဘော်ဒါမှာကျမတို့ကဒီ apply to မှာဆိုရှင် word document ကိုရေးထားလို့တွားစာမျက်နှာတိုင်းမှာတွား cut ချင်းဖြစ်ပါတာဗောနော်ကျမတို့ကဒီ this selection first page only ဗောနော်အဲဗောနော် this selection first page only ပထမစာမျက်နှာမှာပဲ cut ပါမယ်ဆိုတော့ရွေးပေးရမှာဖြစ်ပါတယ်ဒီ okay နဲ့လိုက်တာနဲ့တွားဒီပထမစာမျက်နှာမှာပဲ cut နေချင်းဖြစ်ပါတယ် ခုဒီစာရာကဖုံးနေပါတော့ဒီစာရာကိုအနောက်ပို့ခြင်းနဲ့ နောက်ပို့ချင်တဲ့ဆိုလို့ရှိရင် design ကိုနှိပ်မယ် page border ကိုပြနှိပ်ပါမယ် page border ကနေပြီးတော့မှ option ကိုတွားပါမယ် option ကနေ always display in front အများရမော်နော်ဒီစာရတဲ့အကုန်လုံးရဲ့အပေါ်မှာပဲပေါ်ရမယ်ဆိုတဲ့ဟာကိုအမှန်ချစ်ပြလိုက်ရမှာဖြစ်ပါတယ်ပြီးရင် okay ကိုနှိပ်လိုက်ပါပြီးရင် okay ကိုနှိပ်လိုက်ပါနော်ဒါဆိုလို့ရှိရင်အနောက်ရောက်သွားမှာဖြစ်ပါတယ် game screen ကိုလည်းဆန်းပြီးတော့မှလုပ်ကြည့်ပါနော်နားမလည်ရရှိလို့ရှိလဲ comment မှာမိထားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင် င်ပါတယ်မိင္မာရှိရောနေလေးဖြစ်ပါစေ